ရွယ်ရှိတုန်းကငယ်တုန်းကစီဝါရေးလည်းမရှာဘူး။အပြမရှိရလို့ဆိုတဲ့မြတ်တော်ကျင့်ကိုကျင့်သုံးခြင်းအဖြစ်သူတော်ကောင်းတရားကိုရှာလာဆိုတော့လည်းမရှာဘူး။ဟုတ်လား။အဲ့လိုမရှာတဲ့ပုံကိုယ်တွေအသက်ကြီးလို့အိုလာတဲ့အခါမှာတဲ့ခိနမေဇေဝပန်လေလေနော်ငားကုန်ပြီးတော့ရေခမ်းနေတဲ့အိုင်ငားကလည်းမရှိတော့ဘူးရေကလည်းခမ်းပြီအဲ့ဒီအိုင်မှာဂျိုးကြဘလို့ဂျိုးကြအောင်ဆိုတော့အတောင်ဂျိုးတဲ့ဂျိုးကြ ီပြင်နေရပြန်ဖို့ဆိုတော့လည်းပဲမပြန်နိုင်အတောင်ကကျိုးနေလေဒီတည်းပဲရှာမယ်ဆိုတော့ငါကလည်းမရှိနော်ငါမရှိုံနဲ့မကဘူးအေးချမ်းမှုကိုပေးစီတဲ့ရည်ရလည်းပဲခန်းနေပြီဟောဘလောက်ဒုက္ခရောက်လိုက်တယ်လဲစဉ်းစားကြည့်ဦးနော်မြတ်စွာဘုရားပေးတဲ့ဥမာဟုတ်လားနော်ရည်ခန်းပြီးတော့ငါကုန်နေတဲ့အိုင်မှာအတောင်ကျိုးတဲ့ဂျိုးကြလို့တဲ့နော်စေနကွန်ဆာဝဇာယန်တီခိနမေဇေဝပန္နတိနော်အဲ့ဒီလိုမျိုးဥပမာပေးခံရတဲ့လူတယောက် ကြံမှိုင်းပြီးတော့အကြံကုန်ပြီးတော့ဒါဆင်းရဲရဲပူပူလောင်လောင်နဲ့ဘဝဒီကိုဆုံးတတ်ရမယ်။အစရိတဝဗြမစရိယအလတ္တရုပ်ပနိတနံတင်တိစာပါတိခိနာဝပုရဏာနိအနုထုနံဒါဒုတိယကထာ။အပြောတော့ငယ်တုန်းကသူတော်ကောင်းတရားလည်းမကျင့်စီပွားရေးလည်းမရှာ ဟုတ်လား။အဲ့လိုဆိုရင်အသက်ကြီးလာတဲ့ခါဘယ်လိုတော့ ਨੇ ။သူ့ဘေးတဲ့ဥမာလေးကလည်းတမျိုးကောင်းတယ်။တင်တိစာပါတိခိနာဝ လေးညိုးကလွတ်ထွက်သွားတယ်ပြစ်ထည့်လိုက်တယ်မြားတာဟာအရှိန်ကုန်တဲ့အခါကျတော့မဟုတ်တော့အောက်ကျသွားအောက်ကျသွားပြီဆိုရင်အဲ့ဒီမြားတာဟာလှုပ်နိုင်သေးသလားမလှုပ်နိုင်ဘူးသူအရှိန်ဟုန်နဲ့ပြီးခဲ့တုန်းကလည်းပဲသူဆွမ်းအားနဲ့ပြီးတာမဟုတ်ဘူးလေလေးညိုးကိုဆွဲပြီးတော့ပြစ်လိုက်တဲ့လေးညိုးရဲ့တွန်းကန်အားလေးခိုင်းနဲ့ကျိုးနဲ့ဆွဲပြီးတော့ပြစ်လိုက်လို့အဲ့ဒီတွန်းကန်အားနဲ့သူပြေးတာအဲ့ဒီတွန်းကန်အားကုံလို့ကြပြီဟေ့ဆိုတော့မလှုပ်တော့အဲ့တော့ဘုန်းဘုန်းတို့ဘဝမှာတချို့လူတွေဟာ အရှင်ကောင်းကောင်းနဲ့ပြေးနေကြတယ်မကြည့်လို့တော့ခက်ကောင်းကောင်းပဲဟုတ်လားအသူတို့ကသူတို့အစွမ်းလို့ထင်တယ်တကယ်တမ်းကတစ်ချိန်လုံးကသူတို့ပြုထားတဲ့ကောင်းမှုရဲ့အစွမ်းသူတို့အစွမ်းလို့လည်းပြောလို့တော့ရတာပေါ့နော်သို့သောအဲ့ဒီဟာအတိုင်းအတာရှိတယ်ကန့်သက်ချက်ရှိတယ်ကုံတက်တယ်ခန်းတက်တယ်ဟုတ်လားအဲ့လိုပဲကုသိုလ်ကောင်းမှုဆိုတာလည်းပဲကုံတဲ့အချိန်ရှိတယ်ကုံမီဟေးဆိုတာနဲ့ဒီလိုအစွမ်းတုံးသွားပြီဒါကိုလည်းဘုန်းဘုန်းတို့နားလည်ဖို့လိုတယ်နော်အဲ့ဒါမျိုးဆိုပြပေးတဲ့ဥမာနော်လေးညိုးရဲ့နော် လေးကနေထွက်သွားတယ်မြားတာအရှင်ကုံလို့ကြားတဲ့အချိန်မှာဘာမှမလှုပ်နိုင်တော့သလိုပုရဏန်ဒီအနုထုနေတယ်ရှေးတုန်းကအဆင်ပြေခဲ့တာလေရွှေရီးဆောင်ခဲ့တာလေပြန်တွေ့ပြန်ပြောရင်းနေပဲအာသာဖြေးနေတာလက်တွေ့တကယ်လက်တွေ့မှာတော့ဆင်းရဲနေရတယ်ပေါ့အဲ့ဒီတတိယကိုအကြောင်းပြရမယ်ဆော်ပြဟောတာနော်ဒါမှမဟုတ်ဘုံဘုံတို့စဉ်းစားနေရရှိတာနော်ဘဝမှာအဲဒီကုသိုလ်ကောင်းမှုဆိုတာအရှိန်တစ်ခုနော်ကုံတတ်တယ် ကုန်လို့ရှိရင်ဘုံဘုံတို့ကထပ်ပြီးတော့ပြုတ်မယ်ဆိုလို့ရှိရင်ဒါကုသိုလ်အသက်ဆက်တဲ့သဘောမျိုးရှိတာပေါ့နော်။ဒါကြောင့်ဒီကုသိုလ်ကောင်းမှုကိုအဟောင်းအသစ်ဆိုတဲ့ရှုတော့ကလည်းကြည့်တတ်ဖို့လိုတယ်။ဥမာဘုံဘုံပြောမယ်နော်အချိန်ကလည်းန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 ေ။ဝိတာခါကသူ့ရောက်ခမအိမ်လိုက်သွားတာလေ။ရောက်ခမကြီးကအဲ့ဒီတုန်းကအယူအဆမမှန်သေးဘူးမတည့်သေးဘူးပေါ့။ဟုတ်လား။အဲ့တော့ဒီရဟန္တာဘာဆွန့်လာရက်တဲ့အခါကျတော့မြင်းနဲ့ကြိုးပိတ်ပြီးတော့စားရတယ်သူကမလောင်းခြင်းဘူးဆွန့်မလှူခြင်းဘူးပေါ့။ တော့ဝိဒါခါဘယ်လိုပြောလိုက်တာလဲအဲ့ဒီယန်းတော့ကြားဘူးတယ်မဟုတ်လားအရှင်ဘုရားတဲ့တပည့်တော်ရောက်ခမကြီးကအဟောင်းစားပါဗျာတဲ့ဟာတော်တော်ကိုနာသွားတယ်နော်အဲ့ဒီတထေးကြီးကသူ့ကိုအဟောင်းစားလို့ပြောသူကသူတွေးလိုက်တဲ့အဟောင်းကအဓိပ္ပာယ်တမျိုးလေအဲ့ဒါနဲ့နောက်ဝိဒါခါကိုအိမ်ကနေနှင်ထုတ်ကြမလို့တဲ့ခါကျတော့ပုံနာပညာရှိရှိဦးနဲ့အမှုစစ်ကြတော့သူဆိုလိုတဲ့အဟောင်းဆိုတာကအဲ့ဒီမစင်ကိုဆိုလိုတာမဟုတ်ဘူးနောက်ရှိတော့ပြုတ်ခဲ့တဲ့ကုသိုလ်ဟိုပဲရည်ရွယ်ပြီးတော့အဟောင်းစားလို့ပြောနောက်ထပ်အစ်စ်မလုပ်ဘူးပေါ့ အဲ့ဒါမင်းစွာဘုရားလည်းဒီအဟောင်းအသစ်ဆိုတဲ့စကားလုံးကိုသုံးတယ်။ဟုတ်လား။အဲ့တော့ဝိသခပြောတာမင်းစွာဘုရားရဲ့အလိုတော်ကြလို့ဆိုနိုင်တယ်။မင်းစွာဘုရားဘယ်နေရာမှာသုံးတယ်လဲ။ဘုံဘုံတို့အလွန်ထင်ရှားတဲ့ဖြစ်ရတစ်ခုရှိတယ်။တက္ကရာဝကတန်ရုပ်ပါဠိတော်ထဲမှာမှတန်းတင်ထားတယ်။အပုဒ္ဒကတိဋ္ဌိဝိထုဆိုတော့သူဝိထုနှစ်ပုဒ်ရှိတယ်။အဲ့မှာဒုတိယဝိထုမှာမပြောတာလို့ဆိုတော့သာသမီမထုံးကားတဲ့နော်အလွန်ချမ်းသာတဲ့တတိယပေါ့။အလွန်ကိုချမ်းသာတယ်။ဒါမှမဟုတ်သူကတိရတိပဲစောင့်တယ်။ယထာဝဘယ်စီးတယ်။ ဇကွဲထမင်းနဲ့ပုံရင်ဟင်းကိုပဲစားတယ်ဖြင်းချမ်းကိုပဲချမ်းမေးဆိုတာပဲဝတ်တယ်။ကောင်းတာတွေသုံးဆောင်ဖို့ခံစားဖို့လုံးဝစိတ်မပါဘူး။အကုန်လုံးကသူပြုတ်ခဲ့တဲ့ကံအတိုင်းဖြစ်တာ။အဲ့ဒါတေးပြီဆိုတော့ဒီပစ္စည်းတွေအကုန်လုံးဘယင်ကလှဲနဲ့တိုက်တာခုနှစ်ရက်တောင်တိုက်ရတယ်လို့ဆိုတယ်။အဲ့ဒါကောသလမင်းကြီးကအဲ့ဒီပစ္စည်းတွေတိုက်ပြီးတော့မြတ်စွာဘုရားကြီးရောက်တော့မြတ်စွာဘုရားဘယ်ကလာတော့ဒီလိုပဲပစ္စည်းတွေပြီးတော့တိုက်ပြီးတော့ပြန်လာ။အလွန်အောင်းစရာကောင်းတဲ့လူတွေဗျာ။ဒီလောက်ပေါ်ရဲ့တန်းနဲ့ကောင်းကောင်းလည်းမစားဘူးကောင်းကောင်းလည်းမသုံးဘူးဘူးမှလည်းမပေးဘူးအဲ့ဒါတွေအကုန်လုံးတပြည့်တော်တို့မင်းမာနာဖြစ်သွားတယ် ဲ့မှာမြတ်စွာဘုရားရှေးအကြောင်းလေးကိုပြောပြတယ်အဲ့ဒီတတိယဘဝတစ်ခုကတဂရတိခီလို့အမည်ရတဲ့ပြည့်စေကဗုဒ္ဓရှင်မြတ်တပါးကိုသူလှူခဲ့တာလှူတာကသူကလမ်းသွားရင်းနဲ့တွေ့လို့အဲ့ဒါနဲ့အခိုင်းအရှေကိုပြောလိုက်တာပေါ့နော်ဒီရှင်မြတ်ရဲ့တပိတ်ထဲကိုကောင်းပေးဆိုတဲ့ဆွန်နေဟင်းနေလှူပါလို့ခိုင်းအဲ့ဒါနဲ့သူအလုတ်ကိစ္စရှိသွားတယ်ပြန်လာတဲ့ခါကျတော့အဲ့ဒီမထေနဲ့အဲ့ဒီပြည့်စေကဗုဒ္ဓနဲ့တွေ့တယ်တွေ့တဲ့ခါကျတော့တပိတ်ကိုလှက်ကြည့်တော့အလွန်ကောင်းတာတွေတွေ့တော့သူစိတ်မထားတတ်တော့နှမျောသွားတာ တကယ်လို့ဒါတွေကိုငါတဲ့ငါရဲ့အခိုင်အစီတွေကိုသာကျွေးလိုက်မယ်ဆိုရင်အဲ့ဒီလူတွေကငါအတွက်အသက်စွန့်ပြီးတော့တောင်မှအလုလုကြမှာဒီလောက်ကောင်းတာတွေကိုသူတို့ကျွေးလိုက်အခုငါရှုံးသွားပြီတဲ့အဲ့လိုကြီးတွေးရနော်ပေးတော့လည်း तू ကသူသူသေနာရှိလို့ပေးတာပဲဒါပေမဲ့ပေးပြီးတော့မှ तू ကအနိုင်ရှုံးနေတွက်ကြည့်တာပေါ့နော်ဒီလူကသူ့သူသူစမှာငါကတော့ပေးလိုက်ရတာနော်အဲ့လိုကြီးတွေးတဲ့အခါကျတော့ तू ဝမ်းမသာနိုင်ဘူးပေါ့နော်ပြန်ယူလို့ကလည်းမရအဲ့ဒါကြောင့်မို့လို့လှူတဲ့အတွက်ကြောင့် तू နက်ပြီတွေပါလေရောက်တယ် ဒါမဲ့လို့ဒီကံအကျိုးကံအကျွင်းအကြံကြောင့်မလို့သူတထေးဖြစ်တာခုနကတောင် ဖြစ်တယ်လို့ဆိုတယ်အဲ့ဒါထာထနောက်ဆုံးခါပဲအတထေးဖြစ်တော့ပိုင်ဆိုင်မှုတော့အလွန်ကြီးရဒါမဲ့လို့အဲ့ဒီငါတော့ရှုံးပြီဆိုတဲ့နှလုံးမသားရမှုကဒါတွေကိုခံစားလို့စိတ်ကိုလုံးဝမဖြစ်စေဘူးသူကစဉ်းစားတယောက်လိုပဲနေသွားတာဥစ္စာတောင်တက်တက်ပေါ့နော်သူဥစ္စာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုတုံးတက်ပြတာ ဒီကောသလမင်းကြီးဟောမင်းကြီးတဲ့ဒီတတိယအဟောင်းကလည်းကုန်ပြီတဲ့အစ်စ်ကလည်းမလှုပ်ဘူးတဲ့ကြောပြတ်ပြီလေအစ်စ်လည်းမလှုပ်ဘူးအဟောင်းလည်းကုန်ပြီဆိုတော့ဘာကြံသေးတော့အားမကြံတော့ဒါမှမဟုတ်အခုသေးတော့ရောယူဝငရေရောက်သွားပြီတဲ့အဲ့တူလုခဲ့တဲ့ကံတွေကအရှိန်ရှိတယ်နတ်ပြည်ကိုပို့လိုက်တယ်ဟုတ်လားအဲတတိဘဝကိုရောက်စီတယ်တွန်းအားတယ်ခုနလေးညိုးကထွက်သွားတယ်မြားတန်လို့ဟာအရှိန်ကောင်းတော့ပြီးတယ်လွန့်လွန့်လွန့်နေအလွန်တင့်တယ်လေပေါ့နော်ဒါမှမဟုတ်ဘာတော့အရှိန်က ကုန်တတ်တယ်ဆိုတာနားလည်ရမယ်။အဲ့တော့ဘုန်းဘုန်းတို့ဒါပြုဖို့ပြောတာနော်ပုပ္ပေသကတဗုညတာနဲ့ပတ်သက်ပြီးတော့ဟုတ်လားပုပ္ပေသကတဗုညတာရှင်အလွန်မင်္ဂလာရှိတယ်ဒီမင်္ဂလာ